ရခိုင်အစိုးရလက်ထက်မန္တလေးမြို့တော်စီပင်သားရရေးကော်မတီမှနိုင်ငံဗန္ဒာငွေကြက်တန်းပေါင်းများစွာဆုံးရှုံးနစ်နာမှုတွေဖြစ်ပေါ်ခဲ့တယ်လို့မန္တလေးတိုင်းဒေသကြီးစီးရင်စစ်ချုပ်က2015-2016ဗန္ဒာရေးနှစ်အတွင်းစစ်စစ်တွေ့ရှိချက်တွေကိုဝန်ကြီးချုပ်ထံတင်ပြထားတဲ့အစီရင်ခံစာအရသိရပါဗျ။မန္တလေးမြို့တော်စီပင်သားရရေးကော်မတီလက်အောက်မှာရှိတဲ့ဌာနဆိုင်ရာတွေမှာအရင်အစိုးရလက်ထက်တွေကဘတ်ဂျက်ငွေခွဲဝေသုံးစွဲရမှာစနစ်မကျမှုတွေလုံထုံးလုံနည်းတွေမှန်ကန်မှုမရှိရတဲ့နဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးဝန် ကြီးချုပ်ဒေါက်တာစောမြင့်မောင်ကရှင်းလင်းဖတ်ကြားခဲ့တာဖြစ်ပါတယ်။တိုင်းဒေသကြီးဝန်ကြီးချုပ်ကဇန်နဝါရီလ6ရက်နေ့မှာစီမံသားရဲကော်မတီဌာနမှပြုလုပ်တဲ့ရွေးချယ်ခံကော်မတီဝင်လောင်းနေနဲ့တိုင်းဒေသကြီးအစိုးရကဓာတ်ရိုက်ခန့်အပ်တာဝန်ပေးအပ်ထားတဲ့စီမံကော်မတီဝင်လောင်းနေဂရီးသစ္စာပြုပွဲမှာအဆိုပါအစီရင်ခံစာကိုကော်မတီဝင်လောင်းနေနဲ့မီဒီယာတွေကိုရှင်းလင်းဖတ်ကြားသွားတာဖြစ်ပါတယ်။စည်ရည်သားသားဌာနဖွဲ့စည်းပုံရဝပြုအင်အား325ဦးဖြစ်ပြီး 30ရက်ပြည့်3လ2016ရက်နေ့ခန့်ထားအင်အား144ဦးဖြစ်434ဦးဖြစ်တဲ့ဖြင့်ဘယ်တော့ပုံနေလဲဆိုရင်1980ဦးပုံမုံနေပြီဒုက္ခလာတာပုံမုံကုန်ကြတိုင်းဒေသကြီးစီးရင်စစ်ချုပ်ရဲ့အစီရင်ခံစာမှာစီမံတရားလက်အောက်မှာရှိတဲ့ဌာနဆိုင်ရာတွေမှာခန့်အပ်ထားတဲ့ဝန်ထမ်းဥယျာထွက်ပုံမုံနေတာ အမှန်လိုအပ်နေတဲ့လိလက်ဝန်ထမ်းနေရာတွေကိုအစားထိုးနိုင်မှုမရှိတာစီမင်းသားယာကမြင်းငားရဲမှုတွေမှာလည်းရရှိတဲ့အကျိုးခံစားခွင့်တွေထက်ပိုမိုနည်းပါနေတာစီမင်းသားယာရေးကော်မတီရဲ့ခွင့်ပြုချက်မရှိဘဲရယူခြင်းမရှိဘဲလုပ်ငန်းဆောင်ရွက်နေမှုတွေကိုစီစစ်တွေ့ရှိတာစီမင်းသားယာကစက်တမ်းပေါင်းများစွာအထိခိုက်နစ်နာခဲ့မှုတွေဖြစ်ပေါ်နေတာအဆရှိရာတွေကိုဖော်ပြထားပါတယ် ဒါအပြင်ကုမ္ပဏီတွေနဲ့အကျိုးတူပူးပေါင်းလှုပ်ဆောင်ရမှာစီမံသားရဲကော်မတီအနေနဲ့အမြတ်ငွေဝေစုရရှိရမှာရင်းနှီးငွေစက်တန်းပေါင်းသိန်းခန့်အထက်ရင်းနှီးရမှာအမြတ်ငွေစုရရှိရမှာစက်တန်းပေါင်းများစွာရောင်းနေနေတာကုမ္ပဏီကတွက်ချက်ရေးဆွဲထားတဲ့အစီရင်ခံစာမှာအရှုံးဖြစ်ပေါ်နေကြောင်းသာအနှစ်ချုပ်ဖော်ပြထားတဲ့အတွက်ပြင်ပစီရင်စစ်တွေနဲ့တိုက်ဆိုင်စီစစ်စစ်ဆေးမှုတွေလှုပ်ဆောင်ထားခြင်းမရှိတာတင်ပြလာမှုမရှိတာတွေကိုတွေ့ရတယ်လို့တိုင်းဒေသကြီးစီရင်စစ်ချုပ်ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ် thank you